ကြောက်ခဲ့ကြောင်ဘသူမှမမတ်မိနိုင်လောက်အောင်ပြောင်းလဲသွားခဲ့တဲ့မိန်ကလေးနင်းသက်ဆိုဆိုတဲ့မိန်ကလေးကကြောက်ခဲ့ယောဂါကိုခံစားနေရပြီးတော့ယောဂါကုသဖို့အတွက်ငွေချေးကိုဆိုရှယ်မီဒီယာတွေကနေတဆင့်အကူအညီထောင်းနေရတဲ့သူဖြစ်ပါတယ် လူငယ်ဖြစ်ပေမဲ့လည်းသူရအရန်တုံးနေပြီးတော့ကြောက်ကက်ကပျက်စီးသွားပြီလို့ဆိုပါရင်တောတောလလာလုံးလုံးလုံးနေတဲ့သူတယောက်ဖြစ်ပေမဲ့ကြောက်ကက်ပျက်စီးနေပြီဆိုတော့ကိုနှင်းသက်စွာမယုံခဲ့ပါဘူးအဲဒီကနေစတင်ပြီးတော့သူရဲ့ဘဝလည်းမထင်လောက်အောင်ပြောင်းလဲသွားပါတယ်နှင်းသက်စွာကအရှင်ကဗန်ဝန်တန်းမင်္ဂလိတယောက်ဖြစ်ပြီးတော့ကြောက်ကက်ပျက်စီးရအောင်သတိမထားမိခဲ့ပါဘူးတရက်မှာတော့နေမကောင်းတာကြောင့်အစိမ်းပြားတဲ့အချိန်မှာသွေးတိုးနေအောင်ဆီယံဝင်ရတွေ့လိုက်ပါတယ်ကြောက်ကက်ကတကယ် ဖြစ်စည်းနေတာဖြစ်ပြီးတော့အခုဆိုရင်ကြောက်ကက်ယောဂကိုခံစားနေရတာ၃နှစ်ရှိသွားပါပြီ။မကြာခဏသွေးထိုးရာကနေကြောက်ကက်ပြတဲ့အထိဖြစ်သွားလို့အခုဆိုရင်တော့တပတ်ကို၃ချိန်ကြောက်ကက်စေရပါတယ်။မိဘတွေရောတူးတဲ့တော်သမီးဖြစ်တဲ့နင်သက်စော်ကိုကုသပေးပေမဲ့လည်းရေရှည်မှာတော့ခက်ခဲလာခဲ့ပါတယ်။နင်သက်စော်ကအရင်ကတော့ပန်ဝင်တန်းလုပ်ခဲ့ပြီးကြောက်ကက်ယောဂကြောင့်အလောက်ကနေလည်းထွက်လိုက်ရပါတယ်။သူရဲ့အဖေကတက္ကစီမောင်းပေမဲ့နင်သက်စော်ရဲ့ကြောက်ကက်အတွက်ကုန်ကြစည်ကတော့တစ်လ ဟုတ်သိန်း20အထိရှိပါတယ်။အမေဖြစ်သူကိုရိုင်းကကျန်းမာရေးမကောင်းပေမဲ့နှင်းသက်စော်ကတော့ပို့ပြီးတော့အချိန်နေစိုးနေလို့အမေဖြစ်သူကသူ့ယောဂါတွေကိုမိထားရပါတယ်။ယောဂါတွေကိုမိထားပြီးတော့နှင်းသက်စော်အတွက်ကိုပဲဦးစားပေးကူတာပေးပါတယ်။နှင်းသက်စော်ကနောက်ဆုံးမှာတော့အသက်ရှင်ဖို့အတွက်ဆိုရှယ်မီဒီယာမှာအခုအညီတောင်းပါပါတော့တယ်။အရှင်ကနှင်းသက်စော်ကအလားပါအရန်ကိုကြိုက်သူဖြစ်ပြီးတော့သူ့ကိုယ်သူလားပါနေအောင်နေထိုင်တတ်ပါတယ်။စပင်ရှိရှိအသားဖြစ်ဖြစ်နဲ့ချက်စရာကောင်းခဲ့ပေမဲ့ ကြောက်ကယောဂခံစားရပြီးတဲ့နောက်တခြားတယောက်လိုပဲပြောင်းလဲသွားပါတယ်။ဝမ်ပိုက်ကဖောင်းလာခဲ့ပြီးတော့ခန္ဓာကိုယ်ကပိန်သွားပါတယ်။သူ့ရဲ့ရုပ်ရည်ကိုကြည့်ပြီးတော့အားငယ်ရတာကြောင့်နှင်းသက်စွာက မှန်အောင်မကြည့်ပြတော့တာလဲကြာပြီဖြစ်ပါတယ်။ကြောက်ကဆေးတဲ့အခါလေမင်းကနေဖောက်ပြီးတော့ဆေးရတဲ့အတွက်နာကျင်တဲ့အပြင်ရေမများလည်းတောက်လို့မရပါဘူး။ရေမများမတောက်တာကြောင့်ကြောက်ကယောဂဖြစ်လာခဲ့ပြီးဒီယောဂခံစားနေရတဲ့အချိန်မှာလည်းရေတောက်လို့မရတော့ပါဘူး။ဒါကြောင့်နင်းသက်စောကသူ့ဘဝမှာရေမများ တောက်ပြီးတော့လေဘဝရှူပြီးညဘက်မှာအေးအေးဝဝအိတ်ချင်တယ်လို့ဆိုပါတယ်။ကြောက်ကယောဂကငွေမများကုန်တဲ့ယောဂဖြစ်တဲ့အပြင်ခန္ဓာကိုယ်လည်းပြောင်းလဲသွားပြီးတော့တလန်ညိုပါ ပိတ်သွားစေရာကြောင့်နင်းသက်စွာဒီယောဂါကိုဘသူ့အမှမခံစားစေချင်ပါဘူး။သူများတွေကလာစာရီထုတ်ပြီးတော့မိဘတွေကိုကြော့ရဲဆိုရင်တော့နင်းသက်စွာက စိတ်မကောင်းဖြစ်ရသလိုအမေဖြစ်စေချင်တဲ့အတိုင်းဘဝဝဆုံလေးမဝတ်ပေးနိုင်တဲ့အတွက်လည်းဝမ်းနေနေရပါတယ်။နင်းသက်စွာကိုတော့ကုညီလူတန်းတွေရှိကြပြီးတော့ နှင်းသက်စော်လဲခံစားနေရတဲ့ယောဂဝေဒနာတွေအမြန်ဆုံးတတပြောက်ကင်းသွားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်